ကျောက်ဖြူကတရုတ်စီမံကိန်းတွေဟာ EA နဲ့ဆွေးနွေးပူးပေါင်းဆောင်ရွက်တာမရှိပေလုံခြုံစိတ်ချစွာမလီပတ်နိုင်ဘူးလို့ American Oil Watch ကမနေ့ကထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ EA ကကျောက်ဖြူမြို့နေကိုအပြည့်အဝသိမ့်ပိုက်သည်ဖြစ်စေမသိမ့်ပိုက်သည်ဖြစ်စေတရုတ်စီမံကိန်းတွေအပါအဝင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေဟာ EA နဲ့ဆွေးနွေးတာပူးပေါင်းဆောင်ရွက်တာမရှိပေအဆင်ပြေလျှော့မွေမှာမဟုတ်ဘူးလို့ဆိုပါတယ်။ ဒါအပြင်အာနာသိန်းစစ်ကောင်စီနဲ့အာရခတက်တော် EE တို့တိုက်ပွဲဖြစ်ပွားနေတဲ့ကြောက်ဖြူမြို့နယ်မှာပဋိပက္ခတွေတောက်လောင်နေတယ်လို့လေအဲ့ဒီအစီအခံစာမှာဖော်ပြထားပါတယ်။ရခိုင်ပြည်သူတွေနဲ့မြန်မာတနိုင်ငံလုံးကပြည်သူတွေကိုတိုက်ခိုက်နေတဲ့စစ်လက်နက်ပစ္စည်းတွေဝယ်ယူနိုင်ဖို့ဒေါ်လာသန်းပေါင်းများစွာထောက်ပံ့ပေးနေတာရဲ့တံပြန်အကျိုးသက်ရောက်မှုကိုတရုတ်အစိုးရဟာသတိပြုသင့်တယ်လို့လေဆိုပါတယ်။အာရခတက်တော် EE ဟာ ရခိုင်ပြည်မှာမြို့နေ18ခုရှိတဲ့အထေက14ခုကိုတင်ပိုက်ထားပြီးကြောက်ဖြူမြို့ကိုဆက်လက်တင်ပိုက်ရင်စစ်ကောင်စီရဲ့အတွက်ဆုံးချုံမှုကြီးမားမယ်လို့လေအဲ့ဒီအစီရင်ခံစာမှာဖော်ပြထားခဲ့ပါတယ်။